မင်္ဂလာပါအစိမ်းအောင်လန်းအနေကြိုဆိုပါတယ်ဒီနေ့မှာတော့အစိမ်းအောင်လန်းဆော့ဝဲထဲမှာလဲဧကဘလို့တိုင်းရလဲဆိုတာမင်းမင်းနေတဲ့မိတ်ဆွေတွေအတွက်ပြောပြပေးချင်ပါတယ်အစိမ်းအောင်လန်းဆော့ဝဲထဲမှာညီဧကတိုင်းမှုဆိုလို့ရှိရင်တော့အစိမ်းအောင်လန်းဆော့ဝဲထဲမှာရှိတဲ့စိုက်ပျိုးမှတ်တမ်းဒါမှမဟုတ်ငါးမွေးမြူမှတ်တမ်းကိုအသုံးပြုပြီးတော့တိုင်းလို့ရပါတယ်ဒီနေ့မှာတော့ငါးကန်ရှိကိုရောက်နေတာဆိုတော့ငါးမွေးမြူမှတ်တမ်းကိုအသုံးပြုပြီးတော့တိုင်းပြချင်ပါတယ်အဲ့လိုတိုင်းတာဖို့အတွက်ဆိုရင် ဦးကြီးတို့ရဲ့ဖုန်းထဲမှာအစိအောင်လန်းစိုက်မွေးဖုန်းဆော့ဝဲလေးကိုရှိထားဖို့လိုပါမယ်။မရှိသေးဘူးဆိုရင်တော့ Play Store ကနေဝင်ဝင်လို့ရိုက်ရှာပြီးဒေါင်းလုဒ်ရယူနိုင်ပါတယ်။အဲဒီနောက်ဦးကြီးတို့ရဲ့ဖုန်းနံပါတ်၊ကိုရေးချက်လက်တွေနဲ့အစိအောင်လန်းဖုန်းဆော့ဝဲကို Registration လုပ်လိုက်ပါ။အရေးကြီးတာကအင်တာနက်ဖွင့်ထားဖို့လိုပါမယ်။ VPN တော့မလိုပါဘူးရှင့်။အစိအောင်လန်းဆော့ဝဲထဲမှာမပုံတင်ထားပြီးပြီဆိုရင်တော့ညီအေးကကိုစတိုင်းလို့ရပါပြီ။ နေရာနှစ်ခုကနေဝင်ရောက်တိုက်တာလို့ရနိုင်ပါတယ်။ပထမတစ်ခုကပုံစော့ဝဲတွေကိုဝင်ဝင်စင်းအပေါ်ပိုင်းမှာတွေ့ရတဲ့ဆဲရောင်မှတ်တမ်းအိုင်ကွန်ကနေတဆင့်ဝင်ရောက်ရတာပါ။နောက်တစ်နည်းကတော့အဆဲရောင်လမ်းစော့ဝဲရဲ့ဘယ်ဘက်တောက်ကမိမိရဲ့ profile ကိုနှိပ်လိုက်ပါ။အဲ့ profile အောက်မှာရှိတဲ့သူရစုကုန်ကြစိတ်တွေကိုမှတ်တမ်းထားလို့ရတဲ့အစရောက်မှတ်တမ်းသုံးလိုက်ပါ။လေအေကလေခွက်အသက်စရင်းသွင်းရကိုနှိပ်ပါ။ပြီးရင်တော့ဒီနေရာအကျယ်ဝန်းကိုနှိပ်ပြီးကိုယ့်ရဲ့စိုက်ထင်းအကျယ်ဝန်းကိုစတင်တိုက်တာလို့ရနိုင်ပါပြီ။ ညီပုံကိုနှိပ်လိုက်ပြီးရင်တော့တိုက်တာနည်း၃နည်းနဲ့ရွေးချယ်တိုက်တာနိုင်ပါတယ်။ပထမတစ်ခုကပင်နေရာထောက်ပြီးတိုက်တာလား။ဒုတိယကလက်ထောက်တိုက်တာလား။နောက်ဆုံးတစ်ခုကတော့ကတဲ့ပေါ်မှာလမ်းလျှောက်ပြီးတော့တိုက်တာတာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ကတဲ့ပေါ်ကိုလမ်းလျှောက်ပြီးတိုက်တာတဲ့နည်းလမ်းလေးကိုပြပြပြချင်ပါတယ်။ အခုလိုမျိုးကိုယ့်ရဲ့ငါးကန့်ကိုပပလည်လမ်းလျှောက်ပြီးသွားပြီဆိုလို့ရှိရင်တော့ဧရိယာအကျယ်ဝန်းကိုတိုက်တာမျိုးနှိပ်လိုက်ပါဒါဆိုရင်တော့ဧရိယာအကျယ်ဝန်းကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ပြီးရင်တော့အတီးပြုဧရိယာအကျယ်ဝန်းကိုမြင်လာပါမယ်ပြီးသွားလို့ရှိရင်တော့ကန့်အမီကိုရေးလိုက်ပါမယ်

အစိမ်းအောင်လန်းကငါမွေးမြို့မှတ်တမ်းကိုအသုံးပြုပြီးတော့ငါကန်နေကိုဘလို့တိုက်တာလည်းမယ်ဆိုရင်နီလန်နေကိုတေချာပြပြပြီးတော့အားဖြစ်ပါတယ်။စိမ်းအောင်လန်းကမိတ်ဆွေတို့နားလည်မယ်လို့ညွှန်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။